နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်းသားရအရှိပိုင်းမြို့နယ်မှာအမှတ်နဲ့ရက်ွက်အုပ်ချုပ်ရေးမှူးစမ်းမြင့်ကလူငယ်အလုပ်သမားများနေထိုင်တဲ့စက်ရုံအဆောင်နဲ့နေအိမ်များကိုလစဉ်ငွေကျပ်၅သိန်းအဲစင်းချေအဖြစ်နဲ့တောင်းခံနေပြီးတော့အဆောင်ပိုင်းရှင်များကိုလည်းစစ်မှုထမ်းမဲ့လူငယ်များကိုလစဉ်ရှာခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်းသားမြို့နယ်အရှိပိုင်းအမှတ်နဲ့ရက်ွက်မှာအုပ်ချုပ်ရေးမှူးအဖြစ်နဲ့လောက်ကင်မဲ့သူမရှိတဲ့အတွက်ဘာထူး73လမ်းကျူးကျော်တဲမှာနေထိုင်တဲ့ဗျံကြအလုပ်သမားအောက်တန်းစားဆန်းမြင့်က ုပ်ချုပ်ရေးမှုအဖြစ်နဲ့ဝင်းအောင်လုတ်ကင်နေတယ်လို့သိရပါတယ်။ရက်ကွက်အုပ်ချုပ်ရေးမှုဖြစ်လာတဲ့အချိန်ကစတင်ပြီးတော့မမတ်နေ့ရက်ကွက်မှာပုံစံအမျိုးမျိုးနဲ့ဒီသူလူထုထံကနေပြီးတော့ငွေကြေးများကောက်ခံလျက်ရှိရာစက်ယုံအလုတ်ယုံများအဆောင်ပိုင်းရှင်များနဲ့အင်းငါးစားရသူများထံကနေလဲလစဉ် SNG အဖြစ်နဲ့အနည်းဆုံးငွေကျပ်3သိန်းကနေ9သိန်းအထိတောင်းခံနေတယ်လို့သိရပါတယ်။ အမတ်နဲ့ရက်ကွက်အုတ်ကြီးစားမြင့်ကကျူးကျော်ဗျံကြတဲမှာနေတဲ့ဗျံကြအောက်တန်းစားပါအုတ်ကြီးလုံးမဲ့လူမရှိတော့အုတ်ကြီးထလို့တာပေါ့သူအုတ်ကြီးဖြစ်တဲ့အချိန်ကစပြီးတော့ပုံစံအမျိုးမျိုးနဲ့တရောင်းစားလို့ဝင်ညစ်တော့တာပဲအုတ်ကြီးစားမြင့်ကိုယ်တိုင်ဆက်ယုံအဆောင်တွေကိုအဆင်းဆိုပြီးတော့ဝင်စစ်တယ်အဆင်းမတိုင်လို့ဆိုပြီးတော့မင်းတို့တွေထောင်ကြခံမလားပတ်စံပေးမလားဆိုပြီးတော့ဝင်ညစ်ပါတယ် အခုတော့လူငယ်တွေရှိတဲ့စက်ရုံတွေအဆောင်တွေနေအိမ်တွေကိုလာစဉ်ငွေ9သိန်းအဲစင်းကြီးတောင်းပါတယ်တို့လာမစစ်တော့ဘူးအဲစင်းစာရွက်ထုတ်ပေးမယ်ဆိုပြီးတော့တောင်းတာလို့အဆောင်ပိုင်းရှင်တဦးကပြောဆိုထားပါတယ်ဒါ့အပြင်လိုင်သာယာမြို့နယ်အရှိပိုင်းအမှတ်နေရက်ကွက်မှာစက်ရုံအဆောင်ပိုင်းရှင်များပုပ်လိကအဆောင်ပိုင်းရှင်များအနေနဲ့လာစဉ်စစ်မှုထမ်းမဲ့လူငယ်များကိုရှာပေးဆိုပြီးတော့အုပ်ချုပ်ရေးမှူးစမ်းမြင်းကဖိအားပေးလာတယ်လို့သိရပါတယ်။မိမိတို့အဆောင်မှာနေထိုင်တဲ့လူငယ်တွေတဲကတင့်တော်သူများကိုစစ်မှုထမ်းရနာမည်စင်းပေးဖို့ခိုင်းနေတယ်လို့ပြောပါတယ်။ အဆောင်ပိုင်းရှင်တွေကပေးပို့လာတဲ့လူငယ်စည်ရင်းများအတိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့လူမိုင်များကလာရောက်ပြီးတော့ခေါ်ဆောင်มาဖြစ်တယ်လို့သိရပါတယ်။အဆောင်မှာလာနေတဲ့လူငယ်တွေတဲကတလကိုတဦးတော့နာမည်ဆင်းရွေးပြီးသူတို့ဟာသူတို့လာခေါ်မယ်။ကြီးကြီးသားသားမလိုက်ရင်သူတို့နီးသူတို့ဟန်နဲ့ဖမ်းသွားမယ်လို့ပြောတယ်။အဆောင်ပိုင်းရှင်တွေကိုစစ်မှုထမ်းလူငယ်စည်ရင်းလျှို့ဝှက်ပြီးတော့ပေးကိန်းတာပါ။ ။အဆောင်ပိုင်းရှင်တွေကဘယ်ပေးကြမှာမလဲ။ကိုယ်စီမှာလာနေတဲ့ကလေးတွေကိုဘယ်စီးရင်နဲ့ထည့်ကြမှာမလဲ။တချို့ကငွေညစ်ခံရလူငယ်တွေကိုစီးရင်ပေးရဆိုတော့မလုပ်ချင်တော့လို့အဆောင်တွေတော့ပိတ်ကုန်ကြပြီလို့တိုင်းသားရအရှိပိုင်းအမှတ်နေရကွက်ကဒေသခံပြည်သူတို့ကပြောပြထားပါရတယ်။ဒါအပြင် အမတ်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှုစမ်းမြင်ဟာပြူစောတိလူမိုက်များနဲ့အတူညအချိန်မှာလိုင်းသာယာမျိုးနယ်အတွင်းမှာလှည့်လည်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းဖမ်းဆီးရရှိတဲ့လူငယ်များကိုစစ်မှုထမ်းလူစားထိုးအဖြစ်နဲ့လိုအပ်နေတဲ့ရက်ကွက်များထံကိုရောင်းချခြင်းစစ်မှုထမ်းကြီးကောက်ခံခြင်းအပါအဝင်ပြည်သူလူထုကိုဖိနှိပ်နေတဲ့အလုပ်များကိုလှုံ့ဆော်နေကြောင်းတရင်ရရှိပါရယ်ခမောင်း